ထရန်နဲ့ညာသာစားပွဲကရိုနယ်ဒိုရဲ့ဒီထူးဆန်းတဲ့အရာကိုသတိထားမိလာကြတဲ့ဘောလုံးဖန်များဒိုနေထရန်နဲ့ခရစ်စတီယာနိုရိုနယ်ဒိုတို့အိမ်ယူတော်မှာတွေ့ဆုံခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုအွန်လိုင်းမှာပြန့်နှံ့နေပါတယ်။အဲဒီပွဲမှာအမေရိကန်သမ္မတထရန်က sorry အင်ရှစ်မင်းသားဖြစ်တဲ့မိုဟာမက်ဘင်ဆယ်မန်ကိုကြိုဆိုဖို့အတွက်အင်္ဂါနေ့ညအိမ်ယူတော်ထဲမှာညာသာစားပွဲကိုစီစဉ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဘွဲကိုတော့ Tesla ပိုင်ရှင် Elon Musk နဲ့လက်ရှိ Sorry Pro League ကအင်နာစာအသင်းတွေကစားပေးနေတဲ့ဘောလုံးကန်တွင် Ronaldo တို့အပါအဝင်ဧည့်သည်များစွာတက်ရောက်ခဲ့ကြပါသည် ဒီကိစ္စကရော်နယ်ဒို2016ခုနှစ်နောက်ပိုင်းမှာအမေရိကန်ပထမဆုံးချိန်လာရောက်တဲ့အချိန်ဒီရီယာတစ်ခုဖြစ်ပါ ड़ी ဒါမဲ့သူကဘယ်ဆယ်မန်ရဲ့တရားဝင်ကိုယ်စားလှယ်အဖွဲ့မှာပါဝင်ခြင်းရှိမရှိကတော့ရှင်းလင်းမသိရသေးပါဘူးအမီရောကီးစင်ရဲ့ဗီဒီယိုတွေအွန်လိုင်းမှာထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ဘောလုံးပရိသတ်တွေကရော်နယ်ဒိုရဲ့အပြုတ်မှုနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့အသေးစိတ်အချက်လက်တခုကိုသတိပြုမိခဲ့ကြပါတယ်အမီရောညာစာပွဲရည်ရွယ်ချက်ကတော့ထရန့်ဟာဆော်ရီအာရေဗျခေါင်းဆောင်မှုလို့နဲ့ပုံမှုနီးစက်တဲ့ဆက်ဆက်ရေးတိစောက်ဖို့တော်ပဲဖြစ်ပါ ड़ी ။ဒါမဲ့ထရန့်ဟာသူ့ရဲ့မိန်ကွန်းအတွေ့မှာရော်နယ်ဒိုကိုကြိုးဖို့အချိန်ယူခဲ့ပြီးတော့သူ့ရဲ့သားဘာရွန်ဟာရော်နယ်ဒိုရဲ့ပရိသတ်ကြီးဖြစ်ကြောင်းထုတ်ဖော်ခဲ့ပါရီ။ထရန့်ကဣသရယ်သားကရော်နယ်ဒိုရဲ့ပရိသတ်ကြီးဖြစ်ပါရီလို့ဧည့်သည်တွေကိုပြောကြားခဲ့ပါရီ။ဘာရွန်ကသူ့ကိုတွေးဆုံခွင့်ရခဲ့ပြီးတော့ကျွန်တော်မိတ်ဆက်ပေးလိုက်ုံနဲ့သူ့ဖေကိုနည်းနည်းလေးပိုလေးစားလာမယ်လို့ထင်ပါရီလို့ထပ်မံပြောကြားခဲ့ပါရီ။ဒါမဲ့တမနာကရော်နယ်ဒိုကိုတိုက်ရဲစကားမပြောခင်ကလူမှုမီဒီယာမှာတင်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုမှာ အသက်40အရွယ်ရှိနေတဲ့ရိုနယ်ဒိုကအာဂစားလောကရဲ့အကျော်ကြားဆုံးပုဂ္ဂိုလ်တွေကတူဖြစ်နေပေမဲ့တိတ်ဆိတ်နေဖို့မပြသနေတာဖြစ်ပါရည်လူမှုမီဒီယာကွန်ရက်မှာဗီဒီယိုဖိုင်ကိုမျှဝေခဲ့တဲ့ပရိသတ်တူကဒါတကယ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုဖိုင်ဖြစ်ပါရည်လူများနဲ့ပြည်နေတဲ့အခန်းတစ်ခုမှာရိုနယ်ဒိုကိုအာယုံဆိုင်မှုတိတ်မရှိအောင်တွေ့မြင်ရတာဒါပထမဆုံးချိန်ဖြစ်နိုင်ပါရည်ဘယ်သူမှသူ့ရဲ့မျက်နှာကိုဖုန်းနဲ့မရိုက်ဘူးဘယ်သူမှအော်ဟစ်ချင်းဒါမှမဟုတ်စိုက်တီချင်းမရှိပါဘူးသူကတာမန်လူတယောက်လိုမျိုးလမ်းလျှောက်နေတာဖြစ်ပါရည် အဲ့ဒီချိန်တော့သူပျော်ရွှင်ခဲ့ရမယ်လို့လောင်းရေးပါတယ်လို့ရေးသားခဲ့ပါတယ်။နောက်တဲ့တူကတော့သူတို့အားလုံးသူ့စီကိုနောက်မှရောက်လာကြမှာပါလို့မှတ်ချက်ပေးခဲ့ကြပါတယ်။ရိုနယ်ဒိုအင်မြူတော့ကိုလာရောက်တဲ့အချိန်ဟာပေါ်တူဂီနဲ့အမေရိကန်အမျိုးသားအသင်းတွေဟာ2026ခုနှစ်မက်ချ်လာမှာချစ်ချီပွဲကစားဖို့ရှိနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့အချိန်နဲ့တိုက်ဆိုင်နေတာဖြစ်ပါတယ်။အဲ့ဒီပွဲကိုအတ္တလန်နာမှာကစားမှာဖြစ်ပြီးတော့နယူးယာဒီမြောက်အမေရိကတလောမှာကျင်းပမယ်ကမ္ဘာဖလားအတွက်ပြင်ဆင်မှုပဲကြံမာလို့နေ။